ကဲကျွန်တော်ဆက်လက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေတွေရဲ့တပတ်တာကံကြီးမအောင်လမ်းညွှန်သွားမှာဖြစ်တဲ့အတွက်9ရက်အောက်တိုဘာလ2025တနင်္ဂနွေနေ့ကနေပြီးတော့17ရက်အောက်တိုဘာလ2025စနေနေ့ဒီတပတ်တာကာလအတွင်းအင်္ဂါသားသမီးမိတ်ဆွေများရဲ့ကံကြီးမအောင်ကြည့်လိုက်ကြရအောင်အဲ့တော့အင်္ဂါသားသမီးမိတ်ဆွေများတော့ဒီတော့မှဆိုလို့ရှိရင်တော့ကံကောင်းတဲ့နေရာမှာပါဝင်နေပါတယ်အဲ့တော့အကျိုးတူပူပေါင်းဆောင်ရွက်ရတဲ့အလုပ်ကိစ္စတွေအောင်မြင်မယ်လို့ပြောလို့ရတယ်။အဲ့တော့စက်တူလုပ်ငန်းတွေအောင်မြင်မယ်ဟုတ်လား။ နောက်တစ်ခုကပါလဲဒီဘက်မှာသတင်းသူသတင်းကောင်းတွေကြားရတတ်တယ်အထောက်ပံ့ဆိုတာမျိုးတွေရတတ်တယ်ဒီဘက်မှာကိုလောက်ကန်ကြံစီတာတွေကအဆင်ပြေနေမှာဖြစ်ပါတယ်အဲ့တော့တစ်ဖက်နဲ့တစ်ဖက်အကျိုးရှိမဲ့ဟာမျိုးတွေပံ့ပိုးကူညီပြီးတော့သူလည်းအကျိုးရှိကိုလည်းအကျိုးရှိဆိုတဲ့အလုပ်မျိုးတွေပေါ်ပေါက်တတ်တဲ့အဆင်ပြေမှာဖြစ်ပါတယ် အဲ့တော့မမျော်လင့်မဲနဲ့ကိုမဖြစ်ဘူးလို့ထင်ထားတဲ့အရာတွေကတော့ဒီတစ်ပတ်တာမှာထပြီးဖြစ်တတ်တယ်အောင်မြင်တတ်တယ်အဲ့တော့အလုပ်ကန်စည်းဝေးရောင်းဝယ်နဲ့ပတ်သက်လို့အခက်အခဲတွေကြုံနေရတဲ့စိတ်ညစ်ရတဲ့မိစေတွေဒီတစ်ပတ်တာမှာတော့ AI ကြောင့်ဖြစ်ပြီးအဆင်ပြေပြီလို့ပြောလို့ရတယ်အဲ့တော့အလုပ်ကန်စည်းဝေးနဲ့ပတ်သက်လာရင်ပြန်လည်ဥမော်လာတာ ဟလာအဆင်မပြေတဲ့ကိစ္စတွေကိုပြန်လဲလှုပ်ယူစူးစမ်းခြင်းဖြင့်ပြန်လဲပြီးအဆင်ပြေတာမျိုးတွေကြုံရမှာဖြစ်ပါတယ်တိတိတတ်တာအကျိုးရုတွေအကျိုးမြတ်တွေခံစားရမှာဖြစ်ပါတယ်အဲ့တော့မိမိပြီးခဲ့တဲ့ကာလတွေမှာစူးစမ်းတာတွေကအခုကျမှရာထင်တာမျိုးတွေဆိုတာမျိုးတွေကြုံရတတ်တယ်ငွေကြေးနဲ့ပတ်သက်လဲလက်ရွံ့တာငွေဝင်တာမမျှော်လင့်မဲနဲ့ငွေကြေးကန်ကောင်းတာငွေကြေးနဲ့ပတ်သက်လို့စိတ်ညစ်နေရတဲ့ပူပန်နေရတဲ့အပူပန်တွေကနေကောင်းစွာကြော်လတ်လွတ်မြောက်နိုင်တာမျိုးတွေဖြစ်တယ်အဲ့တော့အခြေအနေတော်ရင်မြတ်တိုင်းနဲ့ပတ်သက်လဲစိတ်ချမ်းသာရမယ်ပျော်ရွှင်ရမယ်မပြေလဲတဲ့အခြေအနေတော်ရင်ကိစ္စတွေဒီတော့မှပြန်လဲစူးစမ်းခြင်းဖြင့်ပြန်ပြီးတော့အဆင်ပြေသ င့်မြတ်သွားဖို့ရရှိတယ်။သို့မဟုတ်ချစ်သူဤစားတစ်တွေရရှိတတ်တယ်ဆိုတဲ့သဘောမှရှိတယ်။အဲချစ်သူအိမ်တော်ဘက်နဲ့အတူတူအပြင်ထွက်ရတာခྱི་ထွက်ရတာသွားလာတာမျိုးတွေပျော်ရွှင်စရာတွေနဲ့ကြုံရမယ်။ပညာဆိုင်ရာအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေကြံစည်ရထားတယ်လောက်ဖို့ရှိတယ်ဆိုရင်တော့ရဲရဲဝင်းဝင်းလောက်ပါဒါလည်းပဲအောင်မြင်မှာဖြစ်ပါတယ်။ တော့အရေးကြီးတဲ့စကားကိစ္စခီးကိစ္စတွေလည်းအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့အရေးကြီးတဲ့စကားတွေပြောဖို့စူဖို့ရှိတယ်ဆိုရင်လုပ်ပါဟလာခီးကိစ္စတွေလည်းကြုံတတ်ပါတယ်ကောင်းသောခီးတွေဖြစ်မယ်အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေနဲ့ပတ်သက်ဒီတစ်ပတ်မှာအားရကျေနပ်ဖို့ရာရှိပါတယ်ဒီတစ်ပတ်မှာကျမ်းမာရေးနဲ့ပတ်သက်ရောကျမ်းမာရေးနဲ့ပတ်သက်လည်းဒီတစ်ပတ်မှာကန့်ကောက်နေတာဖြစ်ပါတယ်ကျမ်းမာရေးမကောက်လို့အေးရတဲ့လဲနေတဲ့မိတ်ဆွေတွေကျမ်းမာရေးခြူချာနေတဲ့မိတ်ဆွေတွေပြန်လည်ပြီးတော့အဆင်ပြေတင့်မြတ်ကောင်းမွန်လာမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကတော့အဖက်ဖက်ကနေပြီးတော့အင်္ဂါသားသမီးမိတ်ဆွေများကန့်ကောက်နေတယ်လို့ပြောရမှာဖြစ်ပါတယ်ဒီဘက်ကန့်ကောက်လက်ရှင်ကနေဒီ၃ကနေ 就比如要嘛，要么皮羊皮扒的，人家咋都没得，知道吧？